ထိုင်းမျိုးသားပါတီ AMP အနေနဲ့ရှစ်ကောင်စီရဲ့ပြည်ထောင်စုရေကောက်ပွဲကော်မရှင် UEC ထံပြန်ပြီးမှတ်ဝင်တယ်မှာမဟုတ်ဘူးလို့ AMP မှမူဝါဒရေးရာဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်ကပြောပါတယ်စစ်ကောင်စီရဲ့ပြည်ထောင်စုရေကောက်ပွဲကော်မရှင်ဟာ2025မေလ9ရက်နေ့နောက်ဆုံးထားပြီးရေကောက်ပွဲဝင်လို့တဲ့ပါတီတွေပါတီဝင်ခွင့်လျှောက်ထားဖို့ထောက်ပြန်ကြေညာထားပါတယ်မိမိတို့ပါတီနေနဲ့မှောက်မတင်ခဲ့ပေမဲ့ဖဲကြခံရကြောင်းမေလ9ရက်နေ့နောက်ပိုင်းပါတီပယ်ဖြတ်ခြင်းရှိမရှိကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ဦးထွန်းအောင်ကျော်ကပြောပါတယ်အခုမေလ9ရက်နေ့မှာပါတီမှတ်အချက် မှတ်ပုံကတင်ကြနေတော့ဒါပါတီလုတ်ခွင့်မရှိတဲ့ဘုပေါ့အဲကျွန်တော်တို့ကတော့ဒါဘယ်လိုဖြစ်လာမလဲတော့မပြောတတ်ဘူးကျွန်တော်တို့ကတော့ပါတီမှတ်ပုံကဥပဒေရကျွန်တော်ကဥပဒေရမှတ်ပုံတင်ပြီးဒီအမြင့်တော်ဂျာဘင်းကဒါတုံ့ပြန်ခြင်းမှမရှိသေးဘူးလေကျွန်တော်တို့ညစ်ပါသားတယ်အဲ့တော့ကျွန်တော်တို့ကတော့ပြောလို့ရှိရင်ဟိုပြန်ပြီးတော့မှတ်ပုံတင်ဖို့အစီအစဉ်မရှိဘူး နေလာကိုရနေကြီးလဲကျွန်တော်ကပြန်ပြီးနှပ်ပုံတင်မှာမဟုတ်ဘူးအများကြီးရဲ့ဆုံးဖြတ်ချက်ရပါပါကြီးကောင်းဆောင်အများကြီးရဲ့ဆုံးဖြတ်ချက်ရပါအဲ့တော့ကျွန်တော်တို့အဲ့ဒီလိုဖြတ်ပြီးတော့နှပ်ပုံမတင်ရင်ဘလို့ဒီနာချက်ကြီးဖြစ်လာမလဲပြန်ဖြတ်မလားမဖြတ်ဘူးလားဆိုတာကလည်းအဲ့ဒါကိုရှောင်ကြည့်ရမယ့်အခြေအနေလဲရှိရရှိပါတယ်ခင်ဗျာ ရခိုင်မျိုးသားပါတီ AMP ရဲ့နိုင်ငံရေးပါတီဖြစ်ချုပ်ထားမှုကိုလက်မခံဘဲညှင်းပယ်ခဲ့တယ်လို့စစ်ကောင်စီရဲ့ UEC က2024ဇူလိုင်တရနေ့မှာထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီထံပြန်လည်မှောက်ပုံမတင်တဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ချုပ် SNLD တို့ဟာပါတီဖယ်ပြန့်လိုက်တဲ့ပုံစံမျိုးဖြစ်ကြောင်းတုံ့တက်မှုတွေလည်းရှိနေပါတယ်။ရခိုင်ပြည်နယ်မှာလူထုထောက်ခံမှုများဆုံးရရှိထားတဲ့ပါတီဖြစ်သလိုရခိုင်မျိုးသားကြိုးစည်းပွားအတွက်မိမိတို့ပါတီမှာတမိုင်းပေးတောင်းဝန်ရှိတာကိုခံယူထားကြောင်းဦးထွန်းအောင်ကျော်ကဆက်ပြောပါတယ်။ရခိုင်ပြည်သားပြည်သူတို့အများဆုံးထောက်ခံမှုလာတာတဲ့နိုင်ငံရေးပါတီတွေဖြစ်တယ်။ဒီကဘွယ်ဆက်ဆက်မှာလည်းအမှန်အရဆုံးပါတီတွေဖြစ်တယ်။အဲ့ဒါကြောင့် အလားတူဒီရဲ့ယဉ်ကျေးမှုတွေတော့အကောဟိုကိုဒီရေတော့ပဲရှိနေဒီက program တွေတဲ့ဒါရဲ့ thank you နဲ့ဒီကံဒီဒီဇိုင်းရဲ့အဖန်ကြီးကလည်းဟိုယူတာသူစီပွားအကဲဒီကံလူသားပါတီမှာဇမန်းကြီးတောင်းရှိတယ်လို့ကျွန်တော်တို့ခံကြတယ်အဲ့ဒါကြောင့်အချင်းကြီးကိုဟိုအလေးထားပြီးတော့မှသတိပြုနေကြတယ်ကျွန်တော်တို့စောင့်ကြည့်နေတယ်တကယ်လို့နိုင်ငံကြီးမှာ 啊，当工去的，外出的，我们都怎么都不好的工作，遇到美女搞不搞我们身边的？呃，谁高谁的呢？他都叫风雨的过苦，你看你早八点过嘛，那你也月底办工作费的你存了怎么多钱呢？像那中西的、西部的主要在过去拿的可能。 စစ်ကောင်စီကခုနှစ်ဒီဇင်ဘာလတာမဟုတ်2026ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောကြားထားပြီးလက်ရှိမှာစစ်ကောင်စီကနိုင်ငံရေးပါတီ90ကိုမှတ်ပုံတင်ဖွဲ့ပြုတ်ထားပါတယ်ခင်ဗျာ။